ကစားသမားတယောက်လောက်ခြေစွမ်းကြတာကအရင်သိတာတယ်အသိငယ်နဲ့ပွဲစဉ်မှာအသိရဲ့ကျိုးကစားသမားဘလောက်ပဲခြေစွမ်းပြပြဘလောက်ပဲခြေစွမ်းကြကြအချို့တွေကတင်းဝမမီနဲ့ဝိုင်းဆုပ်လို့ရဒါပေမဲ့တကယ်အသိကြီးချင်းချင်းဥရောပချန်ပီယံလိစီးဖိုင်ရလို့အစဉ်မျိုးမှာတွေ့တဲ့ပွဲစဉ်မျိုးမှာတော့ကစားသမားတယောက်ပုတ်ပြီဆိုရင်အရန်တိတာတယ်အခုလူမှုကွန်ရက်မှာပြောနေရလဲမာနီအိုဒီကန်နဲ့ပတ်သက်ပြီးတော့တော်တော်များမကြိုက်ကြဘူးမကြိုက်ရလောက်တဲ့အထိလဲကွင်းလေ၃ယောက်ထဲမှာဆရာသမား rating အညံ့ဆုံး နောက်ဆုံးကွင်းလက်မှာအခုပြန်ပြီးဖြည့်ဆော့ပါတယ်ဆိုတော့မီခင်းမိန်တို့ကအစားသူ့ထက် rating ကောင်းနေဒီကလန်ရိုက်ဆိုနှစ်ယောက်စာရုံးနေရအဲ့တော့ကျွန်တော်နံပါတ်1အချက်အနေနဲ့ကပတိန်ဆိုတာပါလေကပတိန်ဆိုတာကကွင်းထဲမှာရှိတဲ့ကစားသမား၁၁ယောက်လုံးကိုကိုစားပြုတ်ပြီးတော့ leadership အကောင်းဆုံးနဲ့ပုံမှန်ခြေစွမ်းအပြဆုံးအသင်းပေါ်မှာဩဇာအကြောင်းဆုံးနဲ့အသင်းရဲ့ inmate ရခင်းစင်းနေပေါ်ပါဗောလေအဲ့တော့ odiga နဲ့ပတ်သက်ပြီးကျွန်တော်တို့ကြံခဲ့တဲ့နှစ်နှစ်ကောင်အခု DRT အစာပိုင်းမှာရောပြောဖြစ်တဲ့ဇာတ်ကသူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားနည်းချက်အဖြစ်မြင်တဲ့အရာတစ်ခုပဲရှိတယ် ဒီဘက်က AC သမားအရန်ကိုမှဂျန်နမန်ဆန်တယ်ဒိုင်နီကို complain တက်တဲ့အပိုင်းမှာတော်တော်လေးကိုမှသွေးအေးလို့နဲ့ကျွန်တော်အရန်လူချင်းတဲ့ emotion ဆန်တဲ့ complain လက်ပတ်မျိုးမဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မကြိုက်တာဂျန်နဲ့ခြေစွမ်းပိုင်းမှာတော့အိုဒီကက်ကိုသွားရှုပ်လို့မရဘူးဒီဘဲကိုတော့ကျွန်တော်တို့ဆက်ထားမှဖြစ်မယ်။သူ့ကိုစိန်ခေါ်နိုင်တဲ့ရန်ကစားသမားမရှိဘူး။သူနဲ့ပတ်သက်ပြီးကျွန်တော်အများနဲ့ကာဝယ်ပေးခဲ့တယ်။နောက်ဆုံးသူနဲ့တွဲဆောတဲ့ကစားသမားတွေ injury ဖြစ်နေတဲ့အခါမှာတော့ Odigak ကိုနားလေပေးခဲ့တယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့ ီလိုကစားမတူကိုကျွန်တော်နားလဲပြေဆိုရလဲအတိုင်းတာတစ်ခုပဲရှိတယ်အခုဆိုဗျာကျွန်တော်တို့တခါမှမရဘူးတဲ့ချန်ပီယံလိရဖို့အတွက်သုံးပွဲပဲလိုတော့တဲ့အချိန်မှာကျွန်တော်တို့ဒီတပွဲကိုပြစ်ပြီးရှုံးလိုက်တယ်ရှုံးတာလဲအင်ကွင်းအမရိတ်မှာတကိုးနဲ့ရှုံးနေဆိုပေမဲ့စီးရင်ဖိုင်တယ်လို့အစီအမျိုးမှာတကိုးဆိုတာလဲဆိုသလောက်ခီးရောက်တယ်ကျွန်တော်ပြင်သစ်မြေမှာသွားကန်ကံကောင်းထောက်မလို့ခံပတ်နဲ့ပြန်လာနိုင်ခဲ့သည်ရှိတော့ဒါဒီအလုံးကပြဖုံးခါကြလို့ရတယ်။သို့တော့ကျွန်တော်တို့ဒီ မာတင်အိုဒီဂိတ်ရဲ့ခြေစွမ်းကျစင်တဲ့အချိန်မှာမှအသင်းရဲ့ကပိန်လက်ပတ်ဝတ်ထားတဲ့လူတယောက်ခြေစွမ်းကျစင်တဲ့အချိန်မှာမှအသင်းကကိုယ်ဝင်ဝီမှာရှုံးခဲ့တာ totally performance ရဆိုရင်တော့တသိန်းလုံးရဲ့ကစားကောင်းပါတယ်ဒါပေမဲ့လူတယောက်ကခြေစွမ်းကျနေအခါမှာတော့ကျန်တဲ့ပိုင်းလေးမှာလက်ဟောင်းဖြစ်သွားတယ် right ဆိုပြနှစ်ယောက်စာယုံနေရတာ main လို့ဆိုလဲအရှိ့ကိုတက်ဖို့အားတန်အဲ့ဒီသုံးယောက်ထဲမှာဆိုရင်ပါတီမပါလာနိုင်ခြင်းရဲ့နောက်ွယ်မှာမာတင်အိုရီကက်ရဲ့ဂျူတီကပိုပြီးထင်ရှားသွားတာအရင်တော့သုံးဘက်ပါတီရဲ့နောက်မှာ DM ရိုးမှာလာသမျှဘောလုံးတွေအလုံး intersection ဂျာဖြတ်လူမှုတွေအကုန်လုံးလုတ်တယ် shutdown ချပလိုက်တယ်ဒီဘေးကကျတော့ပြောမယ်ဆိုအတင်းရဲ့ defensive line ရဲ့အရှိကကာဘာတစ်ထပ်ပဲတော်မပါတီရအဲ့တော့သူရှိနေတဲ့ခါမှာ left attacking midfielder ရှိတဲ့ declarator တက်လို့ရတယ် right attacking midfield ဒီ right forward ဆုံးမှာရှိတဲ့ Martin Odegaard လည်း link up တွဲလို့ရတယ် overload တွေလိုက်လို့ရတယ်သို့တော့တော်မပါတီမပါနိုင်တဲ့အချိန်မှာတော့ကျွန်တော်တို့ဒီ အသင်းရဲ့အထောင်မှာအများဆုံးအသုံးပြုလာခဲ့တဲ့ main ကိုပြန်သုံးခဲ့တယ်။ဒါပေမဲ့ main ကိုသွားပစ်တင်လို့မရဘူး။အဲ့ကွင်းလက်သုံးတဲ့မှာ main တို့ဒီ rise ပြီးရင်ဒုတိယ rating အကောင်းဆုံးပဲ။အဲ့တော့ကျွန်တော်တို့ captain လက်ပတ်ကြီးပေးဝတ်ထားတဲ့ martin odiga က rating အညံဆုံးဖြစ်နေခဲ့တယ်။နောက်ဆုံး captain ကိုလူစားလဲလိုက်တဲ့အထိလူမြင်မကောင်းခဲ့ဘူး။ဆရာသမားကိုလူစားလိုက်ပြီးဝင်လာတဲ့ 180th လေးရမှအမှ ban white ဘူကောက်စကားနဲ့ link တွေ့ပြီးတိုက်စစ်ကပြန်ပြီးတက်လာတယ်။အဲ့ကြတော့မှညာချမ်းတိုက်စစ်တောင်းမှအဲ့တော့ martin odiga အနေနဲ့ဘာကြောင့်ဒီလိုတွေဖြစ်သွားလဲ။ ကျွန်တော်တစ်ချက်ချင်းပြောပြမယ်ဒီဘဲကကြံခဲ့တဲ့ဒီ2024စက်တင်ဘာလတုန်းကနော်ဝေးအသင်းနဲ့ဒါနိုင်ငံလေရွေးစင်စင်ကိုသွားပြီးကန်တဲ့ကမ္ဘာခြေချင်းဝတန်ရပြီးပြန်လာခဲ့တယ်အဲ့မှာသူပွဲ12ပွဲကြိုကြိုလာမှသူနားခဲ့ရတယ်ဒါပေမဲ့ဆရာသမားကလူစားလိုက်ပြီးပြန်ပြီးပထမဆုံးစပါနိုင်ခဲ့တဲ့အင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာတော့ကျွန်တော်တကိုးနဲ့ကပ်ပြီးတော့ဒါ အုပ်စုအဆင့်ချန်ပီယံလိပွဲစဉ်မှာပေါ့လေအင်တာကိုရှုံးခဲ့တယ်။အဲအဲ့ပွဲစဉ်ပြန်ပါလာပြီးနောက်ပိုင်းမှာမာတင်အိုဒီဂက်ခြေစံကျွန်တော်ရင်တော့တီးခဲ့တဲ့အိုဒီဂက်ခြေစံမဟုတ်တော့ဘူး။ဒါပေမဲ့ကျွန်တော်ဖြည့်တွေးခဲ့တာကဩစာကာမရှိလို့သူဖန်တီးမှုတွေလုပ်ပေမဲ့လည်းရှေ့မှာအဆုံးသတ်နိုင်တဲ့စာကာမရှိလို့ဩဘန်ဝိုက်ဒိုင်ယာခွဲစိတ်ထားလို့သူနဲ့တွဲဆော့တဲ့အကောင်ဆုံးညာတောင်မန်တိုက်စစ်ထရိုင်ဂယ်ကကစားသမားနှစ်ယောက်စလုံးဒိုင်ယာရနေခဲ့လို့မာတင်အိုဒီဂက်ဒါပေမဲ့အဲ့ဆရာသမားနှစ်ဦးလုံးဒိုင်ယာနေပြန်လာတော့မှအိုဒီဂက်ဒီဒုံရင်ကဒုံရင်ဖြစ်နေခဲ့တယ် ျွန်တော်တို့ဒီလိုမျိုးအခြေအနေမှာတော့ပြောတင်တာပြောရမယ်။နိုင်တဲ့အခါမှာတော့အကြိုက်ဆုံး3ယောက်4ယောက်5ယောက်ရွေးပြီးတော့ high တင် high ရမယ်။လိုအပ်ချက်တွေတပုံပြီးပဲ OD ကတ်မှာ။နံပါတ်1ဒီဘဲစီကနေ creative ဖြစ်တဲ့စွန်စားပေးမှုလုံးဝမရှိဘူး။မနေ့ကဆိုလူမြင်လို့တော့မကောင်းဘူးဗျ။ဘေးတိုက်တွေနောက်တွေ normal pass တွေကြီးပဲပြန်ပြီးဝေ့နေတာ။အဲ့တော့ဒီလိုကစားမတအူးကြီးရဲ့ဝေသွားမှုကကြံနေအသင်းရဲ့ကွင်းလန်ထွက်ဆိုလုံးဝအခွင့်အရေးရသွားတာ။ကျွန်တော်ပြပြမယ်။မနေ့ကတော့ကအာဆင်နယ်အသင်းရဲ့ကွင်းလန်မှာ Martin Odegaard, Declan Rice, Mikel Merino အဲ့ဒီကွင်းလယ်၃ရောက်ကိုရှင်ပြီးဖြုတ်သွားခဲ့တဲ့ PSG ရဲ့ကွင်းလယ်ကဒီရာသီချန်ပီယံလိမှာလုံးဝခြေစွာနေပြီးတော့ great performance တွေမကြာခဏပြနေခဲ့တဲ့ရောင်နီဘက်ဗီတညာ PVR Rus Rus ကတော့အသေးရတစ်ခုကြာအတွေ့အကြုံရထိမ့်ပြီးဆော့ဆိုမဲ့ဗီတညာနဲ့ရောင်နီဘက်လီကကောင်းလိုက်တာအတကုံများရောင်နီဘက်ကတော့ကြုံအကြိုက်ဆုံးပဲအကယ်များသာကိုအတင်းရဆိုရင်အကြိုက်ဆုံး၃အောင်ယူရင်ပါအောင်ပါမဲ့ပလီယာတိုက်စစ်ဆိုလဲသူပဲနောက်ဆုံး main တို့ပနတီပေါက်ဆဲမှာဘောလုံးကန်ဖို့၄နှစ်ချိန်နောက်ကနေတိုင်းပြီးဖြတ်သွားလဲဒီပဲပဲ ဘူကောက်ဆာကအေရီယာထဲနေကန်လို့မရအောင်ဘောလုံးဝင်နှိုက်သွားလဲဒီပဲပဲအဲ့တော့ပါတီမပါနိုင်တဲ့အချိန်မှာကျွန်တော်သုံးသွားတဲ့ကွင်းလေကတော့တစ်ဖက်ကဧည့်သည်တင် PSG ဒီဇိုင်းတဆင့်နှိမ့်နေတယ်။ကြည့်တော့ကျွန်တော်နောက်ဆုံးတစ်ချက်ပြောလိုက်ရအောင်။မာတင်အိုဒီကတ်ကိုမသုံးအာဆင်နယ်မှာဘသူ့ကိုသုံးမလဲ။အဲ့ဒါလည်းတကယ်ပြဿနာ။ကစားသမားတဦးကအမြဲတမ်းပွဲထွက်ခွင့်ရနေပြီးသူ့နေရာကိုချိန်ချောက်နိုင်တဲ့အရန်ကောင်လူတစ်ယောက်မရှိဘူး။ pressure ပေးနိုင်သူမရှိဘူးဆိုရင်တော့ကျင်းတည်တယ်။အဲ့ကစားသမားကအေးရအေးချောင်းပဲ။ အနောက်မှာအရန်ကွာနေပြီးတော့မင်းတောက်သုံးမကြရင်ငါဝင်ကံမယ်ဆိုတဲ့ player မျိုးရှိလို့ရှိရင်အဲ့ဘယ်ဒီအဲ့လောက်မပေါ့ရဲဘူး။ Origin ကိုကျွန်တော်လည်းချစ်ပါတယ်။အသင်းရဲ့တစ်ချိန်လုံးကခြေစွမ်းအကောင်းဆုံး player တွေမှာဆိုရင် Saka, Saliba, Origin, Declan Rice ဒီဘဲတွေဒီအမြဲတမ်းခြေစွမ်းတက်သမတ်တဲ့အာဆင်နဲ့ကြိုးရိုး player တွေဒါပေမဲ့အခုတော့ဘာကြောင့် Origin ခြေစွမ်းကြလာလဲဆိုတော့သူ့ကိုတက်စိန်ခေါ်နိုင်တဲ့ player အရန်ကွာမှာမရှိရဘူး။ ်သူ့နေရာကိုကောင်းကောင်းလေးဟန်တယ်လုပ်ဖို့အစားထိုးဖို့အတွက်မျော်လင့်ချက်ကြီးမားစွာနဲ့ invest လုပ်ခဲ့တဲ့ Fabio Vieira ကလည်းပေါ်တူလီမှာဒါပေါ်တူပေါ်တူဂီလိပေါ်တူအသင်းမှာတရားသီးပြန်ငှားချတာအဲ့ဆိုအိုရီဂိုမတော်ရင်ဘာတူသုံးမလဲမနေ့ကသူ့ကိုထုတ်ပြီးကျွန်တော်တို့လဲလိုက်တဲ့လူကအီတန်ဝန်နီဆိုတဲ့ခြေတိလေးပဲရှိတယ်အသက်16နှစ်ဒါပေမဲ့အဲ့ခြေတိလေးကမာတီအိုရီဂတ်စာရင်စွန်စားပြမှုတွေလုပ်သေးတယ် creative မြင့်အဲ့ဆိုအိုရီဂတ်ကိုမတုံးလို့ဘာတူသုံးမလဲဆိုတဲ့ဟာကတော့အားလုံးပါဇက်ဟောင်းဆောင်ပဲပါလာတဲ့အခါကျတော့ မကြိုက်ကြဘူးကျွန်တော်လည်းမကြိုက်ဘူးဒါပေမဲ့ရာတီကုန်တဲ့ထိတော့သူ့ပဲတော့ရမယ်အဲ့တော့အာဆင်နယ်ချင်းရှေ့ဆက်လောရမှာကတိုက်စစ်မှုစစ်စစ်တူရဲ့တိုက်စစ်တောင်းပန်တူရဲ့အပြင်မှာဂိုးသမားနဲ့ခန်းစစ်တနေရာတော့ဝယ်ပြီးလို့ငွေလေးပိုရှံခဲ့သည့်ရှိတော့မာနီအိုရီကနေရာတော့အလားလာမြင့်လူငယ်စားမတူကိုဝယ်ရင်ဝယ်ဒါမှမဟုတ်ဒက်အစားထိုးနိုင်တဲ့ပလေယာတူကိုဖြည့်ဖို့လိုပြီးဘာကြောင့်လဲဆိုတော့အသင်းတသင်းမှာပလေးမေကာဆိုတာအရန်ရေးကြီးဆုံးပဲဝင်းကားလေးဘလောက်ပဲလမ်းပြန်နေအောင်ကောင်းကောင်းတိုက်စစ်မှုတွေဘလောက်ပဲဂိုးပိုက်ထဲကိုရိုက်ထည့်ပါတယ်ပြောပြော ခန်းစစ်တွေဘလောက်လုံးကျူมาတယ်ပြပြ play me ကတူကပွဲရဲ့တံပိုးအတင်ချနဲ့ပြန်ပက်ကလိုဘလော့တွေမစ်ဘလော့တွေအကောင်လုံးဖွင့်ပေးနိုင်တယ်အဲ့တော့မာတင်အိုဒီကခြေစွမ်းပြန်ပြီးပြလာမလားအတင်းရဒီနေရာအတွက်အဖြေတခုရှိလာမလားကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေအဲ့တော့မာတင်အိုဒီကကနောက်ဆုံး3နှစ်တွင်ခြေစွမ်းကျွန်တော်ပြပြမယ်2020နှစ်2023ဘောလုံးရာသီမှာတော့ဆရာသမားဒီပွဲပေါင်း58ပွဲကစားခဲ့တယ်15ဂိုးသွင်းပြီးတော့9လုံးဖန်တီးခဲ့တယ် 2023-2024ဘောလုံးရာသီမှာတော့49ပွဲကစားခဲ့တယ်79သွင်း71လုံးဖန်တီဒီရာသီကတော့အညံဆုံးပဲအခုကျွန်တော်တို့ပွဲ40ကစားပြီးသွားပြီ9ကိုသွင်း9လုံးဖန်တီတဲ့ရှင်း200ရာသီကခြေစွမ်းမှတ်မိသေးဘူးအဲ့တော့ကြံခဲ့တဲ့200သီကထက်ဒီရာသီမှာအာဆင်နယ်သင်းဘာကြောင့်ရမတ်တီချပြောက်ခဲ့တယ်လဲအဖြေကတခုပဲအသင်းရဲ့ကပ်ပရင်အသင်းရဲ့ပလေးမေကာအသင်းရဲ့တိုက်စစ်လာရလမ်းကြောင်းတွေအစားပြည့်ရရေတောက်မြစ်လို့ပြောလို့ရတယ်မာတင်အိုရီကခြေစွမ်းချစီလာတာဒီရာသီအာဆင်နယ်သင်းရဲ့ရမတ်တီချပြောက်ခြင်းအဓိကတည်ရခံ ဒီအသည်မှာအာဆင်နယ်သင်းတော်တော်များတိုက်ဆိုင်မှုတစ်ခုကဘာလဲဆိုတော့ပြန်ဘက်ကကိုယ်တကိုးသွင်းသွားပြီဆိုအဲ့တကိုးကြော်လွန်ပြန်သွင်းနိုင်တာမျိုးဒါမှမဟုတ်အဲ့ဒါကိုအပြေမရှာနိုင်မဲနဲ့ဂိုးပေါက်ပြောင်းနေခဲ့တာမျိုးကဒီအသည်အာဆင်နယ်ပြန်မလာနိုင်ခြင်းရဲ့ပြဿနာကျွန်တော်အင်တာကိုရှုံးခဲ့တာမျိုးကာဆယ်ကိုနှစ်ကျော်စလုံးရှုံးခဲ့တာမျိုးဒါတွေကိုပြန်ကြည့်လိုက်မယ်ဆိုအာဆင်နယ်သင်းလိုအပ်တဲ့ဂိုးတွေကိုကောင်းကောင်းမရှာဖွေနိုင်ခဲ့တာအဲ့အတွက်နံပါတ်1ကိုကဂိုးမပေးရဖို့လိုတယ်နံပါတ်2 ကိုကဥဆောင်ကိုများများသွင်းထားဖို့လိုတယ်အဲ့ဒါအဲ့ပွဲဒီမှာပဲကျွန်တော်တို့ဒီရလက်ကောင်းခဲ့တာအဲ့ဆိုတော့မာတင်အိုရီကက်ဒီဒီယာဒီမှာသူ့ရဲ့အညံဆုံးယာဒီဒယန်နေပြန်လာပြီးနောက်ပိုင်းကကျွန်တော်တို့သိခဲ့တဲ့မာတင်အိုရီကက်မဟုတ်တော့သလိုကျွန်တော်တို့သိခဲ့တဲ့မာတင်အိုရီကက်ဖြစ်ဖို့အတွက်ကျွန်တော်တို့ဒီဘလောက်ထိအချိန်နေပေးရမလဲအခုဆိုကျွန်တော်တို့မှာကဆုံရှုံစရာဘာမှမရှိတော့ပြင်သစ်မြန်မာသွားကံမဲ့ PSG အသင်းရဲ့ဒုတိယအကြော့ပွဲစဉ်မှာဒါခန့်ဖက်ပြန်လာပြန်လာပြန်မလာလို့ကတော့ကျွန်တော်တို့ဥရောပချန်ပီယံလိဂ်စီးင်းဖိုင်နယ်ကနေပြီးတော့လက်ပြလိုက်ရတော့ပါ အနည်းဆုံးရောက်ခဲ့တဲ့အနေထားနော်ကြာခဲ့တဲ့ရက်တည်းကျွန်တော်ကွာတာထိပဲရောက်ခဲ့တာအဲ့တော့တခါမှမရဘူးတဲ့ဖလားကိုပထမဆုံးလိုချင်နေဆိုရင်တော့ပုံမှန်ထက်မဟုတ်တဲ့ performance တွေပြဖို့လိုတယ်အဲ့ဒီမှာကစားသမား7ယောက်စလုံးဒီဒင်ပြေချက်ပြေပွဲထွက်ဖို့လိုတယ်လက်ရှိဒီမနက်ခင်းမှာကန်သွားခဲ့တဲ့မာတင်အိုဒီခက်နဲ့မတူတဲ့ပြိုမြင့်နှုတ်နယ်တဲ့ခြေစွမ်းနဲ့ပြန်လာနိုင်ဖို့ပဲမျှော်လင့်ရမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘောလုံးပွဲလက်မှတ်နဲ့တူပြင်သစ်မြန်နဲ့ပြန်လာနိုင်မယ်လို့ယုံကြည်တယ်ကိုသိန်းကတော့ကိုယုံကြည်တာပဲဗျာဒါပေမဲ့လည်း reality ဆိုတာကမိနစ်90ပြီးရင်တော့ကျွန်တော်တို့လက်ခံရမှာပဲကဲတစ်ဖက်ကနေပြီးတော့ဒီပွဲစဉ်မှာအကောင်းဆုံး တကယ့်ကိုမှရှယ်လက်ဆန်းပြတော့ခဲ့တဲ့ဒေါနာရူမာကိုလည်းကျွန်တော်တို့လက်ခုပ်တီးပေးဖြစ်တယ်ပေါ့လေအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုဒီကောက်ကူညီပောင်းပြီးတဲ့ရှူဘလုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ရော9019663936တို့ရဆိုတော့နောက်ထပ် Viber ဖုန်းနံပါတ်ဖြစ်တဲ့39993963936ကိုလည်းဆက်သွယ်လို့ရနိုင်ပါခင်ဗျာ iPad 99 Sport A9 ဘောလုံးပွဲကြီးကိုလောင်းကျင်နေဆိုရင်တော့အမှလောင်းလို့ရပါတယ်ခင်ဗျာ